ဗမာ brain channel ကနေကြိုးဆိုပါရစေ။ဟုတ်ကဲ့မင်္ဂလာပါ။ကျွန်တော်တို့နေ့စဉ်အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးနေတာမို့နေ့စဉ်ကျွန်တော်တို့ channel ကိုလာရောက်နားဆင်ဖို့ဖိတ်ခေါ်ခြင်းပါတယ်။ဟုတ်ပါတယ်။ပြီးတော့လေဒီအကြောင်းအရာကိုမစတင်ခင်ဗမာ brain channel ကို subscribe လုပ်ထားဖို့လေအဲတိုက်တွန်းအကြံပြုလိုပါတယ်နော်။ဟုတ်ကဲ့ subscribe လုပ်ထားကြပါအောင်။ဒီနေ့မှာတော့လေကျွန်တော်တို့လူတတော်များများဘဝမှာတစ်ချိန်မဟုတ်တစ်ချိန်ကြုံတွေ့ရနိုင်တဲ့ခက်ခဲတဲ့ခံစားမှုတစ်ခုပေါ့။ အဲ့ဒါကတော့အသေးကွေးချင်းအကြောင်းကိုနက်နက်ဆိုင်ဆိုင်ဆွေးနွေးကြည့်ကြမယ်။ဟုတ်ပါတယ်။ဒါကဒေါက်တာရဲ့အရေးကြီးတဲ့ခေါင်းစဉ်တစ်ခုပါ။ဒီအခြေအနေကိုဘလို့ရင်ဆိုင်ကြောဖျားနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့လေဂျေရှက်တီ၊လော်ရီကော့လစ်၊မက်သျူဟတ်စီ၊စတီဗန်စပီးခ်စ်၊အက်စတာပါရဲလ်၊မဲလ်ရောဘင်စ်တို့လိုကျွမ်းကျင်သူတွေရဲ့သုံးသက်ချက်တီထိုးထွင်းသိမိမှုတွေကိုအခြေခံပြီးလေ့လာဆန်းစစ်သွားမှာပါ။ဒီနေ့ဆွေးနွေးမှုရဲ့ရည်ရွယ်ချက်ကတော့အသေးကွေးချင်းရဲ့စိတ်ပိုင်းဆိုင်ရာတက်ရောက်မှုတွေပေါ့။ ဝန်နေပူဆွေးမှုသဘောတရားအမြင်ပြောင်းလဲခြင်းရာဆိုရနဲ့ရှေ့ဆက်ဖို့လက်တွေ့ကြတဲ့နီလန်းတွေကိုပို့ပြီးနားလည်သဘောပေါက်စေဖို့ပါပဲဟုတ်ကဲ့အားလုံးအတွက်အကျိုးရှိစေမယ်လို့မျှော်လင့်ပါမယ်ကဲဒါဆိုရင်အသေးခွေးချင်းဆိုတာလူတယောက်ရဲ့ဘဝကိုဘလောက်အထိပြင်းပြင်းထန်ထန်လှုပ်ခတ်သွားစေနိုင်တယ်လဲဆိုတာနဲ့စလိုက်ကြအောင်ဟုတ်ပြီဥပမာအလုံးမရရအဆင်ပြေနေပြီမဲ့လေ အသေးကွဲပြီးနောက်ပိုင်းအလုတ်ခွင်ကိုစိတ်အခြေအနေအဆိုးဆုံးနဲ့ရောက်သွားတာမျိုးပေါ့ဟုတ်တယ်လုတ်ကိုအာရုံစိုက်လို့မရတော့ဘူးလေဟုတ်တယ်ပြီးတော့မိသားစုသူငယ်ချင်းတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေပေမဲ့အားလိုက်ရတဲ့ပျော်ဝဲရှင်ပွဲတွေမှာတောင်ဟိုကိုချစ်သူဟောင်းကိုပဲတောက်လျှောက်စဉ်းစားနေပြီးတာမျိုးอืมသူတို့မရှိပဲကိုဘွားကအတိပဲမရှိတော့လို့ခံစားရတာမျိုးတွေကြုံရနေပါတယ်ဒါတဲ့တော်တော်လေးအဖင်မရတဲ့ခံစားချက်ပဲနော်ဟုတ်ပါတယ်ကိုပဝန်းကျင်မှာအားလုံးကအတွဲကူစီနဲ့ရှစ်ဆက်နေကြချိန်မှာ ကိုတရားတဲ့နောက်ကျကျန်နေခဲ့သလိုအရာရာကိုအစကနေပြန်စနေရသလိုခံစားရတတ်တယ်။အဲ့ဒီခံစားချက်ကစိုးတယ်။ဒီနေရာမှာရေးကြည့်တာကဂျေးရှက်တီထော်ပြသလိုပဲလေ။ဒါဟာလူတယောက်ကိုစူးရှုံးလိုက်ရတာတတ်တတ်မဟုတ်ဘူးဆိုတာကိုနားလည်ဖို့ပါ။အင်းလူတယောက်ထဲဆုံးရှုံးတာမဟုတ်ဘူး။ဟုတ်တယ်။ကိုယုံကြည်ထားတဲ့ကိုမျော်လင့်ထားတဲ့ဘဝတကူရဲ့ပုံရိပ်အဲ့ဒီလူနဲ့အတူရှိခဲ့တဲ့ကိုယ့်ရဲ့ကိုယ်ပိုင်လက္ခဏာ identity ရဲ့တစ်စိတ်တစ်ပိုင်းပြီးတော့ အတူတကွာတီးဆောက်ဖို့စိတ်ကူးရင်ခဲတဲ့အနာကအစည်းစင်တယ်။အကုံလုံးကိုပါတပြိုင်နဲ့ဆုံရှုံလိုက်ရတဲ့မျိုးဖြစ်ပါတယ်။ဩအဲ့ဒီဆုံရှုံမှုတွေရဲ့လင်းနက်မှုကြောင့်ပဲအထက်ကွဲချင်းကဒီလောက်တောင်နာချင်းစံစားရခတ်တာပေါ့နော်။မမဒီနာချင်းမှုကိုပိုနားလည်နိုင်ဖို့ဘလို့ရှုမြင်သုံးသပ်နိုင်မလဲ။ဒီနေရာမှာစိတ်ပညာရှင် Lori Gottlieb ရဲ့အမြင်ကအရန်တန်ဖို့ရှိပါတယ်။သူကအသေးကွဲချင်းကိုဝမ်းနဲ့ပူဆွေးမှု grief တမျိုးအဖြစ်ရှုမြင်ဖို့အကြံပြုတယ်။ဝမ်းနဲ့ပူဆွေးမှု grief ပေါ့ဟုတ်တယ်။ဒါမဲ့လူတယောက်တည်ဆုံးသွားလို့ပူဆွေးရတာနဲ့မတူတဲ့အချက်ကလေဒီဆုံးရှုံးမှုမှာအတုဝအခမ်းအနားမရှိဘူး။ဟုတ်တယ်ပေါဝန်ကျင်ကလည်းဒီဆုံးရှုံးမှုကိုတည်ဆုံးမှုလောက်အလင်းနဲ့ထားအတိမပြုခြင်းမှပြုလိမ့်မယ်ဟုတ်ပါအတဲကွဲတာပဲခဏနေကောင်းသွားမှာပါလို့ပြောခံရတာမျိုးတွေရှိတယ်လေအဲ့ဒါပေါ့ဒါကြောင့်ဒါဖြည်းဖြည်းချင်းတိတ်တဆိတ်နာကျင်စွာဆုံးရှုံးနေရတဲ့ဖြစ်စဉ်တစ်ခုနဲ့ပိုတူတယ် ဖြစ်မလာတော့မယ့်အနာဂတ်တစ်ခုကပူဆွေးနေရတာကိုစိတ်ကူးတဲ့ကဘဝဇလံတစ်ခုဖြစ်စီသွားလို့ဝိုင်းနေနေရတာပါဝမ်းနဲ့ပူဆွေးမှုမှာအဆင့်နေရှိတယ်လို့ပြောကြတယ်နော်ဟိုငင်းဆိုခြင်းဒေါသထွက်ခြင်းအပေးယူလုပ်ခြင်းစိတ်တကြခြင်းလက်ထံခြင်းစသဖြင့်ပေါ့ဒါရီတာအသေးကွဲတဲ့ခါမှာလဲအတုံးဝင်ရလားအတုံးဝင်ပါတယ်ဒါပေမဲ့တတိပြုရမှာကဒီအဆင့်နေရအမြဲတမ်းအဆင့်လိုက်ဖြစ်မလာပါဘူးအော်ရှင်းတော့လွဲနိုင်တယ်ပေါ့ဟုတ်တယ် ရှင်အောင်လွဲနိုင်တယ်တဆင့်ကိုကြော်သွားနိုင်တယ်တဆင့်မှာအကြာကြီးနစ်နေနိုင်တယ်อืมအစားပိုင်းမှာဒါမဖြစ်နိုင်ဘူးလို့ငြင်းဆန်မိတာတနိုင်အောင်อืมပြီးငါဘောဘာလို့ဒီလိုလုပ်ရတာလဲလို့ဒေါတာထွက်တာ anger อืมပြီးရောပြီးတော့ငါဘာတွေပြောလဲပေးရင်တို့ပြန်လာမလဲလို့အပေးယူလို့ချင်လာပါခင်းနေမျောလင်းချင်မဲ့တယ်လို့ခံစားရတာ depression နောက်ဆုံးမှာတော့ဖြစ်ခဲ့တာကိုအတိမဖြူလက်ခံလာတာ acceptance မျိုးတွေကြုံရနိုင်ပါတယ်အဆုံးမဲနော်အဓိကကတော့ ဒီဆုံးရှုံးမှုဟာအတိတ်ပစ္စုပန်အနာဂတ်အားလုံးကိုထိခိုက်စေတယ်ဆိုတာနားလည်ဟုတ်ပါပဲအတိတ်ကအမတ်တရားတွေပစ္စုပန်ကအဖော်မဲမှုအနာဂတ်ရဲ့မျိုးလင့်ချက်တွေအကုန်ပါတယ်အဲ့ဒီလိုပူဆွေးနေတဲ့အချိန်မှာတော်တော်များများလိုချင်ကြတာတစ်ခုရှိတယ်အဲ့ဒါက closure လို့ခေါ်တဲ့အဆုံးသတ်ရှင်းလင်းပြတ်သားမှုပဲ음 closure ဟုတ်တယ်ဘာကြောင့်လမ်းခွဲခဲ့တာလဲဘာတွေမားယွင်းခဲ့တာလဲဆိုတဲ့တိကျတဲ့အဖြေကိုလိုချင်ကြတယ်ဒါကဘလောက်လက်တွေ့ကြနိုင်မလဲဟုတ် လော်ရီဂွန်တလီဗ်ကထောက်ပြထားသလိုပဲလေဒီကလိုးစစ်ဆိုတာကိုချစ်တူဟောင်းစီကနေရဖို့ကအတော်ကြီးခဲရင်ပါတယ်ဟုတ်လားဘာလို့လဲသူကကိုကိုအဖြေရှင်းရှင်းလင်းလင်းပေးချင်မှပေးတော့မှာပေးရင်တောင်အဲ့ဒီအဖြေကကိုကိုကျေနပ်စေမှာမဟုတ်ဘူးလေอืมဟုတ်နိုင်တယ်တကယ်တော့ closure ဆိုတာအပြင်ကလာတာထက်ကို့အတွေးစစ်ကနေရှာဖွေတိဆောက်ရမယ့်အရာပါကိုဘာကြောင့်ဒီအခြေအနေကိုရောက်ခဲ့ရသလဲဒီတွေ့ကြုံကနေကိုဘာသင်ယူနိုင်မလဲဆိုတာကိုကို့ဘာသာစမ်းစစ်ထုံးတဲ့ဒီ ကိုယ်စီထဲမှာဇလန်းကိုအဆုံးတက်နိုင်ဖို့ကြိုးစားရမှာပါ။အော်ကို့ဘာသာရှာမှာကို။ကို့အတွင်းစိတ်ကနေရှာမယ်ဆိုတော့ကို့ရဲ့ရှုမြင်ပုံစဉ်းစားပုံကအရေးပါလာပြီပေါ့။အတိအကျပဲ။ဒါပေမဲ့အတဲကွဲတဲ့အခါမှာကို့ကိုကိုအဖြစ်တင်တဲ့အတွေ့တွေကအယံဝင်လာတက်တယ်။ငါသာဒီလိုမလုပ်ခဲ့ရင်ငါသာပိုကောင်းခဲ့ရင်ဆိုတာမျိုးတွေပေါ့။ဒီလိုကို့ကိုကိုအဖြစ်တင်စိတ်ကိုဘလို့ကျော်လွှားနိုင်မလဲ။ဒါကတကယ်အရေးကြီးတဲ့ပိုင်းမှာ။ relationship expert ဖြစ်တဲ့ Matthew Hasea ဒီနေရာမှာအရင်စိတ်ဝင်စားစရာကောင်းတဲ့ရှူထောင်တစ်ခုကိုတင်ကြထားတယ်။ဘယ်လိုမျိုးလဲ?သူကကျွန်တော်တို့ကိုအဖြစ်ဆိုခံရသူ victim တာငါအပေါ်မှာဖြစ်ခဲ့တာဆိုတဲ့အမြင်ကနေကြီးထွားမှု growth ဒီအဖြစ်ကမြင်ကဘလို့တင်ယူကြီးထွားနိုင်မလဲဆိုတဲ့ရှူထောင်စီကိုပြောင်းလဲဖို့တိုက်တွန်းတယ်အဖြစ်ဆိုခံရသူအဖြစ်ကနေကြီးထွားမှုစီကိုပြောင်းလဲတယ်ဆိုတော့ကိုနည်းနည်းပို့ရှင်းပြပေးပါဦးသူကကြွတီနဲ့လုတ်ခဲ့တဲ့စံတန်းမှုတစ်ခုကိုဥပမာပေးတယ် ကျွတ်တကောင် red a ကတူတဘိုးနဲ့တူလောင်အိမ်တက်က b ပေါ်မှာပြေးချင်တဲ့အချိန်ပြေးတယ်။သူလေးချင်းခံကသူ့ရွေးချယ်မှုပေါ့။အင်း။နောက်ကျွတ်တကောင် red b ကတော့သူ့လောင်အိမ်တက်က b က red a ရဲ့ b နဲ့ချိတ်ဆက်ထားတယ်။ဒါကြောင့် red a ပြေးတိုင်း red b လည်းမဖြစ်မနေလိုက်ပြေးရလေ။အော်သူခမရရွေးချယ်ခွင့်မရှိဘူးပေါ့။ဟုတ်တယ်။လေးချင်းခံလောက်ရတဲ့ပမာဏကနှစ်ကောင်လုံးအတူတူပဲ။ဒါပေမဲ့စမ်းတက်မှုအဆုံးမှာ Red A မှာလေ့ကျင့်ခန်းရဲ့အကျိုးကျေးဇူးတွေတွေ့ရတယ်။ Red B မှာတော့စိတ်ဖြစည်းမှုရဲ့စိုးကျိုးတွေတွေ့ရတယ်။ဟေးအန်အိုးစရာပဲလေ့ကျင့်ခန်းပမာမတူပေမဲ့ရလက်ကလုံးဝဆန့်ကျင်ဘက်ဖြစ်သွားတယ်။ဘာကြောင့်ဒီလိုကွာသွားတာလဲ?အဓိကကွာခြားချက်ကရွေးချယ်မှုပါ။ Red A ကကိုယ်တိုင်ရွေးချယ်ပြီးလေ့ကျင့်ခန်းလုပ်ခဲ့တယ်။ Red B ကတော့ရွေးချယ်ခွင့်မရှိဘဲအတင်းအကျပ်လုပ်ခဲ့ရတယ်။ရွေးချင်မှုတရချက်ကအသေးခွဲချင်းလို့ ကိုမရွေးချယ်ခဲ့ရတဲ့အနာကျင်မှုတွေအထွတ်အရင်အရေးကြီးပါတယ်ဟဆက်ကဘာပြောသလဲဆိုတော့ကိုမရွေးချယ်ခဲ့ရတဲ့အနာကျင်အသေးခွဲချင်းကိုရင်ဆိုင်ရတဲ့အထာအဲ့ဒီနာကျင်မှုကရင်ရရှိနိုင်မဲ့တီးသက်အချူးကျေးဇူးတွေချီထွားမှုတွေကိုတက်တက်ကြွကြွရှာဖွေပြီးအာယုံဆိုင်ခြင်းအဖြစ်အာဘယ်လိုလုပ်ရမလဲကိုကိုကို red b အဖြစ်ဆိုခံရသူအဖြစ်ညင် red a အချူးကျေးဇူးရသူအဖြစ်ပြောင်းလဲလို့ရတယ်လို့ဆိုလိုတာပါဆိုလိုတာက ဒီနားကျင်မှုကငါ့ကိုဘလို့ပို့တန်မရှိမလဲဘလို့ပို့ပညာရှိရှိမလဲဆိုတာကိုရှာဖွေပြီးအဲ့ဒီအကျိုးကျေးဇူးတွေကြောင့်ဒီအတွေ့အကြုံကိုနောက်ကြောင်းပြန်ရွေးချယ်လိုက်သလိုမျိုးစိတ်ထဲမှာပြန်လဲပုံဖော်ကြည့်ဖို့တိုက်တွန်းလာပါဒါပဲတော်တော်လေးဆွားရှိတဲ့တွေ့ဟော်လေကိုရွေးချယ်ခဲ့တဲ့နားကျင်မှုဥပမာဂျင်သွားပြီးပြင်ပပန်းပန်းအေးချင်းခံလို့တာမျိုးကအကျူးရှိမှန်တိလို့လောက်ကြတယ်ဟုတ်တယ်ဒါပေမဲ့ကိုမရွေးချယ်ခဲ့ရပဲကို့အပေါ်ကြောက်ရောက်လာတဲ့နားကျင်မှုနေလဲ အဲ့ဒီလိုတန်ဖိုးရှိတဲ့အကျိုးကျေးဇူးတွေကြီးထွားမှုတွေရနိုင်တယ်ရအောင်ယူနိုင်တယ်ဆိုတဲ့သဘောပေါ့အတိအကျပါပဲမက်သျူဟတ်ဆေကသူ့ဘွားမှာအဆိုးဆုံးအနာကျင်ဆုံးအတွေ့အကြုံတွေကပဲသူ့မှာရှီမမတီးခဲ့တဲ့စွမ်းရည်တွေခန့်နိုင်ရည်တွေကိုဖော်ထုတ်ပေးခဲ့တယ်လို့ဆိုပါတယ်ဟုတ်လားအဲ့ဒီချိန်တုန်းကတော့ဘသူမှဒီစကားကိုကြားချင်မှမဟုတ်ပေမဲ့အချိန်တန်လာတဲ့အခါအဲ့ဒီနာကျင်မှုနဲ့ရလိုက်တဲ့ခွန်အားတွေကတကယ်ကိုတန်ဖိုးရှိလာတယ်လို့သူကပြောပါတယ် သူမရွေးချယ်ခဲ့ရတဲ့နာကျင်မှုနေရတဲ့ကြီးထွားမှုဟာသူရွေးချယ်ခဲ့တဲ့နာကျင်မှုနေရတဲ့ကြီးထွားမှုထက်မနည်းတန်ဖိုးရှိခဲ့ဖို့တကယ်တော့ပိုတောင်တန်ဖိုးရှိနိုင်တယ်လို့သူကဆိုပါတယ်။အင်းတော်ရှူထောင်ဖျောင်းလဲဖို့စူးစမ်းတဲ့အခါမှာလေကိုကိုကိုပြောပြနေတဲ့ဇလန်းတွေကလည်းအရေးကြီးတယ်လို့ Lori Gottlieb ပြောထားတယ်နော်။ဘလို့ဇလန်းမျိုးတွေကိုရှောင်တင်းတယ်လဲ။ဟုတ်ပါတယ်။ကိုကိုကိုပြောပြတဲ့ဇလန်းတွေကကိုယ့်ရဲ့ကုစားမှုဖြစ်စဉ်ကိုအများကြီးတည့်အောင်မှုရှိပါတယ်။ရှောင်တင်းတဲ့ဇလန်းတွေကတော့ Dead ကိုကိုကိုအပြစ်ပုံချတဲ့ဇလန်းနေပို့ဥပမာငါကမချစ်ထိုက်ဘူးငါဘယ်တော့မှဘသူမှရှာတွေ့မှာမဟုတ်ဘူးဆိုတာမျိုးတွေလားဟုတ်တယ်အဲ့ဒါမျိုးတွေပြီးတော့နေတဖက်လူကနဆိုးလို့ပုံဖော်တဲ့ဇလန်းနေသူကလူရုံမှာပဲသူကြောင့်ငန်းဘွားပြည့်စည်သွားတာဆိုတာမျိုးတွေပို့ဟွန်းအဲ့ဒါတွေကကိုကိုနာကြည်မှုတဲမှာပဲတန်တရားလဲစီမှာပဲမှန်ပါတယ်ရှစ်ဆက်ဖို့အထောက်ကူမပြုပါဘူးဒါဆိုဘလိုဇက်လိုင်းမျိုးကပို့အထောက်ကူပြုနိုင်မလဲပို့ပြီးလက်တွေ့ကြပြီးအထောက်ကူပြုတဲ့ဇက်လန်းကတော့ လိုက်ဖညီမှု compatibility ကိုအခြေခံတဲ့ဇလံပါဆိုလိုလာကကိုနဲ့ဒီလူဟာတဆုံတစ်ခုသောအကြောင်းကြောင့်ရေရှည်အတွက်လိုက်ဖညီမှုမရှိဟဲဘူးဆိုတာကိုလက်ခံလိုက်တာပါကိုကလိုက်ဖတ်တယ်ချင်နေရင်တောင်းလားဟုတ်တယ်ကိုကသူရုနဲ့လိုက်ဖတ်တယ်လို့ထင်နေရင်တောင်းမှတဖက်လူကကိုကိုသူရုအတွက်မှန်ကန်တဲ့လူလို့မခံစားရတော့ဘူးသူရုဆက်မတွေ့ချင်တော့ဘူးဆိုရင်အဲ့ဒီချိန်မှာကလေးကလိုက်ဖတ်မှုမရှိတော့ပါဘူးဟွန်းဒါကနာကျင်မဲ့မဲ့ လက်ခံရမယ်အမှန်တရားပဲဟုတ်တယ်တရားချက်ကိုတိချခြင်းကနာကျင်ပဲမဲ့လက်ခံနိုင်စရာအမှန်တရားတစ်ခုကိုပေးပါတယ်တခါလေကြားရတဲ့တဲ့မှန်ကန်တဲ့လူမာယွင်းတဲ့အချိန် right person wrong time ဆိုတဲ့အတွင်းမျိုးကတော့ဘလို့လဲဒါကကိုကိုကိုမျိုးလင်းချက်ပေးနေတာလားဒါမှမဟုတ်လဲစားနေတာလားอืม Matthew Hazia D right person wrong time ဆိုတဲ့အတွေးကိုတော်တော်လေးပြင်းပြင်းထန်ထန်စဉ်းခေါ်ပါတယ်ဟုတ်လားသူကမှန်ကန်တဲ့လူ right person ဖြစ်ဖို့အတွက်အချက်၃ချက်လိုအပ်တယ်လို့တတ်မှတ်ထားတယ်။တမှန်ကန်တဲ့စီရေးလက္ခဏာ right character ရှိရမယ်။အင်းတအတင်ဖြစ်မှု ready ဆက်ဆံရေးတစ်ခုအတွက်စိတ်ရောအချင်းရောအတင်ဖြစ်နေရမယ်။အင်း၃ဘဝ life ဖြစ်ညီမှု life compatibility နေအောင်ရဲ့ဘဝပုံစံတွေရည်မှန်းချက်တွေက အတိုင်းအတာတစ်ခုအထိကိုင်းညီမှုရှိရမယ်။အချက်၃ချက် character ready life compatibility ဟုတ်တယ် ဒီတုံးတွေကတခုခု လွဲချော်နေရင်ဥပမာအချင်းဆိုင်အယံကောင်းနေကိုနဲ့လေဘွားအီမန်းချက်တူတယ်ဒါပေမဲ့သူကဂတိကိုတွေ့အစမတိသေးဘူး not ready ဆိုရင်အဲ့ဒါဆိုရင်သူဟာကို့အတွက်မှန်ကန်တဲ့လူမဟုတ်သေးဘူးလို့ဟက်စီကဆိုတာပေါ့အတိအကျပဲဒါကြောင့် right person wrong time ဆိုတာအများဖြင့် wrong person ကိုဖုံးကွယ်ထားတဲ့အန်ဒရီရှိတဲ့ဇလန်တစ်ခုဖြစ်နိုင်တယ်လို့သူကသတိပေးပါတယ် ဒါကတတော်ရှင်းလင်းပြတဲ့ရှေ့ဆက်ဖို့အထောက်အကူပြုနိုင်မယ့်အမြင်တစ်ခုပဲဟုတ်ကဲ့အခုဆက်ဆံရွက်ရဲ့လက်တွေ့ကြတဲ့အခြေအနေတွေကိုးစားခြင်းနဲ့လွတ်ချခြင်းအပိုင်းကိုဆက်ကြည့်ရအောင်မတခါလေလမ်းခွဲပြီးပေမဲ့ဒါမှမဟုတ်လမ်းခွဲဖို့ဖြစ်လာတဲ့အခါမှာတဖက်လူကလုံးဝစကားမပြောတော့တာပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းဖို့ညှင်းဆန္ဒမျိုးတွေကြုံရတာတယ်ဒီလိုချင်းနေမှာပါလုတ်တယ်လေဒီချင်းနေနဲ့ပတ်သက်ပြီးစတီဖန်စပီစ်ကလက်တွေ့ကြတဲ့အကြံဉာဏ်ပြေးထားပါတယ် ကိုကဆဆန်ရေကိုပြန်လဲဖြူပြင်ဖို့ဒါမှမဟုတ်အစင်ပြေပြေအဆုံးတက်နိုင်ဖို့ရှင်းရှင်းလင်းလင်းစူးစမ်းဆွေးနွေးပြီးတော့မှတောင်းဘလို့ဆွေးနွေးတာမျိုးလဲသူကစာရေးပြီးကိုခန်းစာချက်အမြင်လူလားချက်တွေကိုရှင်းရှင်းလင်းလင်းတင်ပြတာမျိုးကိုအကြံပြုလေအဲ့လိုစူးစမ်းပြီးတော့တဖက်လူကပြောင်းလဲဖို့ပူပေါင်းဆောင်ရွက်ဖို့ဒါမှမဟုတ်အနည်းဆုံးဆွေးနွေးဖို့တောင်းလုံးဝငြင်းဆန်နေတော့ပဲဆိုရင်တော့ထောက်ရင်မလိုရမလဲအဲ့ဒီလူကိုလွတ်ချဖို့အချင်းတက်ပြီလို့ သူကဆိုပါတယ်။စာရေးပြတင်ပြတာကစိတ်ဝင်စားစရာပဲ။ဘာလို့လဲဆိုတော့မျက်နှာချင်းဆိုင်စံကားပြောရင်စိတ်ခံစားမှုတွေလွန်မိုးပြီးပြောချင်တာတွေမရောက်တာအငင်းပွားတာတွေဖြစ်နိုင်တယ်နော်။ဟုတ်ပါတယ်။စာနဲ့ဆိုကိုပြောချင်တာကိုစနစ်တကျလေတံကိုထင်းကြီးပြီးရေးလို့ရတယ်။တစ်ဖက်လူကလည်းဖိအားမရှိပဲသူ့အချိန်နဲ့သူဖတ်ပြီးစဉ်းစားဖို့အခွင့်ရရနိုင်တယ်ပေါ့။အင်းအဲ့လိုအကောင်းဆုံးစူးစမ်းပြတာတောင်မှတစ်ဖက်လူကလုံးဝတွန့်ပြန်မှုမရှိဘူးတကားပိတ်ထားတော့ပဲဆိုရင်တော့ဟုတ်တယ် ကိုကဆက်ပြီးအတင်းတကားခောက်နေလို့အကျိုးမရှိတော့ဘူးလွှတ်ချခြင်းကအနာကမှပြန်ပေါင်းစည်းနိုင်ခြေကိုလုံးဝပိတ်ပင်လိုက်တာမဟုတ်ပါဘူးတခါတရံမှာအတူတကွရီးသွားဖို့မထင်နိုင်နဲ့မှာတယောက်ချင်းစီတီးတန့်ကြီးသွားဖို့အချိန်နဲ့နေရာလိုအပ်တာမျိုးလည်းရှိနိုင်ပါတယ်อืมကိုတဲမိုးကိုကိုတီးပြီးကိုလမ်းကိုဆက်လျှော့ဖို့ဆုံးဖြတ်လိုက်တာမျိုးကောအဲ့ဒါပါပဲဒီနေရာမှာအရင်အရေးကြီးတဲ့အချက်တစ်ခုကို Stephen Speaks ကထောက်ပြထားတယ်အဲ့ဒါကကုစားရင် healing ဟာ ကို့အတွက်ပဲဖြစ်တင်တယ်တစုံတစ်ယောက်ကိုပြန်ရဖို့အတွက်မဖြစ်တင်ဘူးဆိုတာပဲဒါကတကယ်ကိုအဓိကကြတဲ့ချက်ပါလူတော်တော်များများကငါသူ့ကိုပြန်ရဖို့အတွက်ငါကိုကပြုပြင်ရမယ်ကုစားရမယ်လို့မိုင်းဝင်းစွာတွေးတတ်ကြတယ်ဟုတ်တယ်အဲ့လိုတွေးမိတတ်ကြတယ် Stephen speaks ကဒါကိုပြက်ပြက်သားသားကန့်ကွက်ပါတယ်ကိုကပိုကောင်းတဲ့ဆက်သွယ်ပြောဆိုသူဖြစ်လာဖို့ကိုရဲ့စိတ်တမ်းရာတွေကိုကုစားဖို့ကြိုးစားရဆိုရင်ဒါအဲ့ဒီလူဟောင်းအတွက်မဟုတ်ပဲကိုရဲ့ပိုကောင်းတဲ့အနာဂတ်အတွက် ိုနောက်ပိုင်းမှာတွေးဆုံမဲ့မိတို့ကိုမဆိုအတွက်ဖြစ်တင်တယ်လို့သူကဆိုပါတယ်ကိုရကောင်းဆုံး fashion ဖြစ်လာဖို့အာယုံဆိုင်ပါဆိုတဲ့သဘောပေါ့ဟုတ်ပါတယ်တကယ်လို့ကန်တရားကအဲ့ဒီလူဟောင်းနဲ့ပြန်ဆောင်ဖို့ဖန်တီးလာရင်တော့မှကိုကပိုပြီးကြမ်းမာတယ်ပိုပြီးတိုးတက်တဲ့နေရာတစ်ခုကနေအဲ့ဒီဆက်ဆံရေးကိုပြန်ဆနိုင်မှာပါအတဲကွေးချင်းရဲ့ရုပ်ပိုင်းဆိုင်ရာတက်ရောက်မှုတွေဦးနှောက်ထဲမှာဖြစ်ပျက်နေတာတွေအကြောင်းလည်းနည်းနည်းဆွေးနွေးလို့ရမလားတကယ်ကိုရုပ်ပိုင်းဆိုင်ရာနာကျင်မှုလို့ခံစားရတယ်ဆွဲလန်းနေတယ်လို့ဖြစ်တယ်လို့ပြောကြတယ်လေဟုတ်ပါတယ် ဒါစိတ်တည့်မဟုတ်ပါဘူး။ဥနှုတ်ဆိုင်ရာလေးလာမှုတွေအရပြင်းထန်တဲ့အသေးဝေးချင်းကို ခံစားရတဲ့အခါဥနှောင်းမှာလွန့်ဆော်ခံရတဲ့နေရာတွေဟာကိုခင်းလို့မူရစ်ဆေးဆွဲလမ်းမှုဖြစ်တဲ့အခါလွန့်ဆော်ခံရတဲ့နေရာတွေနဲ့အတူတူပဲလို့တွေးရှိထားပါတယ်။ဟင်တကယ်လားဆွဲလမ်းမှုလိုပဲဗော။ဟုတ်တယ်။ဒါကြောင့်ကိုတက်မကောင်းမှန်းတီးတီးကြီးနဲ့တောင်ဟဲဒီလူကိုတန်းတနေတာသူတို့ရဲ့ဆိုရှယ်မီဒီယာကိုခဏခဏချောင်းကြည့်နေမိတာမျိုးတွေဖြစ်တတ်တာပါ။အင်း။နောက်ပြီး ရုပ်ပိုင်းဆိုင်ရာနာကျင်မှုခံစားရခြင်းမှာလွန့်ဆော်ခံရတဲ့ဥနောအဖွဲအဖွဲစည်းတွေနဲ့လည်းတူညီတယ်လို့ဆိုပါတယ်။ဒါကြောင့် heartbreak ဆိုတဲ့စကားလုံးကတင်စားပြောတာမဟုတ်ပဲတကယ်ကိုရုပ်ပိုင်းဆိုင်ရာနာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။ဒါဆိုရင်ကြီးလို့ပြင်းထန်တဲ့စိတ်ပိုင်းရုပ်ပိုင်းခံစားမှုတွေရဲ့နောက်ွယ်မှာပိုနှဆိုင်တဲ့ကြောင့်ရင်းတွေရှိနေနိုင်တယ်လား။ Esther Perel ကစစ်ဆန်၍ပฏิပခတ်တွေအရင်ခံကြောင်းလို့ပြောထားတာရှိတယ်နော်ဟုတ်ပါတယ် Esther Perel ကထုတ်ပြောတာက ကျွန်တော်တို့ညင်းခုန်နှီးကြတဲ့အပေါ်ယံပြဿနာတွေဥပမာပိုင်ငန်းဘဒူအရင်ဆေးပလဲအမိုက်ဘဒူသွားပြမလဲဆိုတာမျိုးတွေပေါ့အင်းညင်းစင်ဂျူနီရတဲ့အရာတွေဟုတ်တယ်အဲ့ဒါတွေဟာတကယ်တမ်းမှာပုံနှန်ဆိုင်တဲ့ကြောက်ရုံမှုလေလွဲချက်တွေနဲ့ဆက်ဆက်နေတတ်တယ်ဆိုတာပါပဲဥပမာတယောက်ကပိုင်ငန်းချက်ချက်မဆေးတာကိုစိတ်တိုလေဆိုတာကငါ့ကိုတန်ဖိုးမထားဘူးငါ့စကားကိုနားမထောင်ဘူးလို့ခံစားရတာဒါမှမဟုတ် ငါပဲခုံလုံနေရတယ်ဆိုရဲမြင်မြမမှုခံစားချက်ကနေလာနိုင်တယ်။ဩနောက်တစ်ယောက်ကအထင်းဆေးခိုက်တာကိုမကြိုက်တာကငါ့ကိုချုပ်ချယ်နေတယ်ငါ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုထိပါနေတယ်လို့ခံစားရတာဖြစ်နိုင်တယ်။ဆိုလိုတာကအပေါ်ယံညှင်းခုမှုတွေရဲ့အောက်မှာတကယ်တမ်းတိုက်ခိုက်နေကြတာကအတိအမှပြုမှုအာနာနဲ့ထင်းချုံမှုလေးစားမှုယုံကြည်မှုနဲ့ယဉ်ဤမှုလိုမျိုးပိုအခြေခံကြတဲ့စိတ်ပိုင်းဆိုင်ရာလိုအချက်တွေတော့ဖြစ်နေတာကေပေါ့။အတိအကျပါပဲ။ဒါပြင်အက်စတာပရဲလ်ကကျွန်တော်တို့ဟာ ကိုယ့်ရဲ့ကြီးပြင်းလာတဲ့မိထောစုပုံစံတွေရခင်ဆက်ဆံရေးတွေကရခဲ့တဲ့ယုံကြည်ချက်တွေစိတ်ကြံရာတွေကိုလက်ရှိဆက်ဆံရေးတွေကိုတည်ဆောင်လာတတ်တယ်လို့လည်းပြောပါတယ်။အင်းအတိတ်ကအဲ့ဒီတည်လာတာပေါ့။ဟုတ်တယ်လို့ပေါ့။ဒီအချက်က Stephen Speaks ပြောတဲ့ကူစားခြင်းရဲ့အရေးပါမှုနဲ့တွဲပြီးဆက်ဆက်နေပါတယ်။အသေးကွဲချင်းဆိုတဲ့လက်ရှိစိတ်ကြံရာတစ်ခုတည်းကိုကူစားတာထက်အဲ့ဒီဆက်ဆံရေးမှာဘာကြောင့်ပြဿနာတွေဖြစ်ခဲ့ရတယ်လဲဆိုတဲ့အရင်းကအကြောင်းတရားတွေ ငယ်ဘော့အတွေ့အကြုံတွေအတိတ်ကအနာတရတွေဟုတ်တယ်ကိုယ့်ရဲ့ communication pattern တွေအဲ့ဒါတွေပါတူးဆော်ပြီးကုစားဖို့လိုအပ်ပါတယ်ဒီလိုရင်းကန်တွေကိုကုစားခြင်းအပြင်ကိုယ့်အကြောင်းကိုပိုတိလာမယ်ကိုယ့်လိုအပ်ချက်တွေကိုပိုနားလည်လာမယ်ပြီးတော့အနာဂတ်မှာပိုကျန်းမာတဲ့ဆက်ဆံရေးမျိုးတည်ဆောက်နိုင်ဖို့အမြင်တွေကြည်လင်လာမယ်ပေါ့မှန်ပါတယ် Stephen speaks ကဘရဒါလိုပဲကိုယ့်အတိတ်ကအနာတရတွေကိုမဖြေရှင်းရသေးပဲကိုယ့်ကိုယ်တကယ်တံပိုးထားချစ်ခင်နိုင်မယ် ိုကလည်းပွန့်ပွန့်လင်းလင်းချစ်နိုင်မဲ့လူမန်ကိုရွေးချယ်ဖို့ကအညာခက်ခဲ့ပါတယ်။ကုသချင်းကကြိုးနေတဲ့မြန်မာကိုပြန်ပြင်လိုက်သလိုပဲအမှန်တရားကိုရှင်းရှင်းလင်းလင်းမြင်နိုင်သေးပါတယ်။ကောင်းပါပြီ။ဒီလောက်နဲ့နဲ့ရှိုင်းရှိုင်းနားလည်မှုတွေရပြီတဲ့နောက်မှာတော့လက်တွေ့ပါလို့ရမလဲဆိုတဲ့အပိုင်းကိုရောက်လာပါပြီ။အသက်ကွဲပြီးပြီးချင်းမှာချက်ချင်းလိုက်နာနိုင်မဲ့လက်တွေ့ကြတဲ့ခြေလမ်းတွေကဘာတွေဖြစ်မလဲ။ဒီနေရာမှာ Mel Robbins ရဲ့အချာညာတွေကအရင်တိကြပြီးလက်တွေ့ကြပါတယ်။ သူကပထမဆုံးအနေနဲ့ရက်30 detox စီကံကိုလိုက်နာကိုဖြင်းဖြင်းထန်ထန်တိုက်တွန်းပါတယ်ရက်30 detox အဲ့ဒါပါလဲဒါကတော့ချစ်သူဟောင်းနဲ့လုံးဝအဆက်အသွယ်မလုပ်တာ zero contact ဖုန်းမဆက်တာစာမပို့တာသူတို့ရဲ့ social media တွေကိုလုံးဝမကြည့်တာသူငယ်ချင်းတွေကနေတဆင့်သူတို့အကြောင်းမစုံစမ်းတာအခုလုံးပါဝင်ပါတယ်ရက်30လုံးဝဆက်ဖြတ်တယ်ဆိုတာတော်တော်လေးဖိခဲမဲ့ခိစားပဲ။ဘာကြောင့်ဒီလောက်ပြတ်သားဖို့လိုအပ်တာလဲ အစောကပြောခဲ့တဲ့ဦးနောက်ရဲ့ဆွဲလန်းမှု addition သဘောတရားကြောင့်ပါအဆက်အသွယ်ဆက်လုပ်နေတာသူတို့အကြောင်းကြည့်နေတာကအဲ့ဒီဆွဲလန်းမှုကိုဆက်ပြီးအစားကျွေးနေတယ်လို့ပါပဲကုစားမှုဖြစ်စဉ်ကိုနောက်ရဖြစ်စေတယ်။အော်ဆွဲလန်းမှုကိုဖြတ်ဖို့ပေါ့ဟုတ်တယ် Mel Robbins ကပြောတယ်လို့လန်ခွေးပြီးတနစ်လောက်ကြာတာတောင်မှအဆက်အသွယ်မပြတ်သေးမှုသူတို့ရဲ့အတန်ပိုင်လေးတွေနားထောင်နေတော့တက်ဖုန်လေးတွေကြည့်နေတော့ဆိုရင်ကိုကတည်ဆုံးသွားတဲ့အရာတစ်ခုကိုအတင်းဖတ်တွေ့ထားပြီးကိုကိုကိုပိတ်လောင်ထားတယ်လို့ဖြစ်နေပါတယ် ီရထုံးစစ်စီကံကအဲ့ဒီဆွဲလမ်းမှုထန်တရားကိုဖျက်တော့ပြီးကို့အတွက်နေရာလွတ်တစ်ခုဖန်တီးပေးဖို့ပါ။အင်းကို့အတွက်နေရာလွတ်ဖန်တီးရနောက်တစ်ချက်ကလက်တွေ့ရှိတရားကိုလက်ခံဖို့ဆိုတာနော်။ဒါကဘယ်လိုမျိုးလဲ။ဟုတ်ပါတယ်။လက်တွေ့ရှိတရားကိုလက်ခံတယ်ဆိုတာကသူတို့ရဲ့လောက်ရတဲ့ကိုချီးပြီးသူတို့ဘာလုပ်လဲဆိုတာကိုအတိမတ်ပြုလိုက်တာပါ။သူတို့စကားကိုမဟုတ်ပဲလောက်ရက်ကိုကြည့်ရမှာလားဟုတ်တယ်သူတို့ကကိုကိုထားသွားတယ်ဆိုရင်အဲ့ဒါသူတို့ရဲ့ဆုံးဖြတ်ချက်ပဲ သူတို့ကကိုယ့်ကိုလိန်ညာခဲ့တယ်ဆိုရင်သူတို့ဟာလိန်ညာတတ်တဲ့သူဖြစ်တယ်ဆိုတာကိုလက်ခံရမယ်ကိုကသူတို့ကိုယူသားစေချင်လို့မရဘူးသူတို့လောရက်ကပြသနေတဲ့အမိုင်းတရားကိုဘလော့ပဲနာကျင်ပါစေလက်ခံလိုက်ဖို့လိုပါတယ်ဒီလိုလက်ခံနိုင်ခြင်းကမှရှေ့ဆက်ဖို့အစပြုနိုင်မှာပါဒါរីကိုလှုပ်ဆောင်နေရင်းနဲ့ဝမ်းနေပူဆွေးမှုကိုရောဘလို့စီမံခန့်ခွဲရမလဲခန္ဓာချက်တွေကိုမျိုးတိထားရမှာလားအဲ့ဒါလုံးဝမဟုတ်ပါဘူး မဲရော့ဘင်စ်ရဲ့အကြံပေးချက်ကတော့ရှင်းရှင်းလေးပဲဝမ်းနဲ့ပူဆွေးမှုကိုရင်ဆိုင်ဖြတ်တန်းရမယ်ရှောင်လွယ်လို့မရဘူးရင်ဆိုင်ဖြတ်တန်းရမယ်ဟုတ်တယ်တခြားရောင်တွေနဲ့အာယုံလွဲတာခန်းစားချက်တွေကိုမျိုးသိပ်ထားတာက အချိန်ဆွဲခြင်းတသက်ပဲနောက်ဆုံးတော့ဒီနာခြင်းမှုကိုခန်းစားရမှာပဲဒါကြောင့်ငိုခြင်းရင်ငိုပါဒေါတာထွက်ရင်ကျမ်းမာတဲ့နီလာနဲ့ထိုးဖော်ပါဥပမာခေါင်းအောင်ကိုထူတာမျိုးလားဟုတ်တယ်ခေါင်းကိုထူတာအော်ဟစ်တာလေ့ကျင့်ခန်းလုပ်တာ အဆင်ပြေတာလို့ဒီခံစားချက်တွေကိုခံစားဝင်ပေးလိုက်ပါဒီကာလကစိုးလိမ့်မယ်ဆိုတာကိုသူကပွင့်ပွင့်လင်းလင်းဝန်ခံတယ်ဒါပေမဲ့ဒါကိုဖျက်ချော်နိုင်မယ်တခုတည်းသောနီလန်ကဒါကိုတဲ့တဲ့ရင်ဆိုင်ဖျက်တမ်းဖို့ပါပဲဒီလိုခက်ခဲတဲ့ကာလမှာကိုယ့်ရဲ့စွမ်းရည်တွေကိုဘယ်နေရာမှာအတုံးချသင့်တယ်လဲချစ်သူဟောင်းကိုမနာလို့ချစ်တော်လို့တာသူတို့ကိုပြန်ရအောင်စူးစမ်းတာမျိုးတွေမှာသုံးသင့်လားမဲရောဘင်းစ်ကဒါကိုလုံးဝရှောင်ရဖို့ပြောပါပဲ။ ကိုယ့်ရဲ့ဖို့တန်စွမ်းရည်တွေကိုကိုထင်းချုံမအောင်မှာမရှိတဲ့အရာတွေအပေါ်မှာအလားတမဖြုံးတိပါနဲ့သူတို့ရဲ့ခန်းစားချက်သူတို့ရဲ့ဆုံးဖြတ်ချက်တွေပေါ့ဟုတ်တယ်အဲ့ဒီအစားကိုယ့်စွမ်းရည်အလုံးကိုကိုယ့်အတွင်းဘက်ကိုပြန်လဲပါကိုယ့်ရဲ့ကြီးထွားမှုကိုယ့်ရဲ့ကူးစားမှုကိုယ့်ရဲ့ကိုယ်ပိုင်ဘဝကိုပြန်လဲတည်ဆောက်မှုစီကိုဥတီပါရက်30စီကန်းလိုမျိုးကိုထင်းချုံနိုင်တဲ့လက်တွေ့ကြတဲ့အရာတွေကိုလိုက်နာပါလက်တွေ့ရှိရာကိုလက်ခံပါ ဝမ်းနည်းမှုကိုရင်ဆိုင်ပါကိုကိုကိုယုံကြည်မှုနဲ့ကိုတံပိုးကိုပြန်လဲတည်ဆောက်ပါအချိန်ကြာလာတာနဲ့မြဒီအဆင့်တွေကိုလိုက်နာသွားရင်나ချမူကတကယ်တတလာမှာလားဂျေရှက်တီရဲ့အဆုံးတက်မှပြောသွားလိုပါပဲ나ချင်မှုကမုံဆန်းဆန်းလုံးဝပျောက်ကွယ်သွားမှာမဟုတ်ပါဘူးအမာယုတ်ကချန်နေနိုင်ပါတယ်อืมအမာယုတ်တော့ချမ်းမှာပေါ့ဟုတ်တယ်ဒါပေမဲ့ကိုကကိုကိုကိုဂရုစိုက်မှုကိုကိုကိုယုံကြည်မှုအတွင်းဆက်ခွန်အားတွေပိုရှိလာတာနဲ့မြ အဲ့ဒီနာကျင်မှုကိုတဲဆောင်းရတာ၊ကင်တွယ်ရတာပိုပြီးလွယ်ကူလာပါလိမ့်မယ်။အဲ့ဒီနာကျင်မှုကကိုကိုအရင်လိုမလွှမ်းမိုးနိုင်တော့ပါဘူး။အော်သူကကင်တွယ်နိုင်လာတာပေါ့။ဟုတ်ကဲ့။နောက်ကြောပြန်ကြည့်တဲ့အခါမှာဒီအသေးခွေးချင်းအတွေ့အကြုံကကို့အတွေ့ဘာကအရေးကြီးတယ်လဲ။အနာဂတ်ဆက်ဆံရေးမှာကိုဘာကိုတကယ်လိုကပ်တယ်လဲ။ဘယ်လိုလူမျိုးကကို့အတွေ့တကယ်မှန်ကန်တယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြက်ပြက်သားသားမြင်နိုင်အောင်ကူညီပေးခဲ့တဲ့ တမှုရှိတဲ့သင်ငန်းစာတစ်ခုဖြစ်ခဲ့တယ်ဆိုတာကိုတော့နားလည်လာနိုင်ပါတယ်။ဒီကျွန်တော်တို့ဆွေးနွေးခဲ့ရတဲ့ကိုအချင်းချိုးရရင်လေအသက်ခွဲချင်းဆိုတာလူတယောက်ကိုဆုံးရှုံးတာထက်ပိုပြီးနှဲနှဲတဲ့ဆုံးရှုံးမှုတွေပါဝင်နေတဲ့ဝမ်းနည်းပူဆွေးမှုဖြစ်စဉ်တစ်ခုအဖြစ်နားလည်ဖို့လိုအပ်ကြောင်းဟုတ်ကဲ့ဝမ်းနည်းပူဆွေးမှု grief အဖြစ်ရှုမြင်ဖို့ဟုတ်တယ်ပြီးတော့ကိုကိုကို အတစ်တင်တဲ့တားခေါင်စိတ်ထက်ကနေ ဒီအတွေ့အကြုံကနေဘလို့ကြီးထွားနိုင်မလဲဆိုတဲ့ရှုထုံးကိုကြောင်းလိုက်ဖို့အရေးကြီးကြောင်းอืม victim ကနေ growth ဆီကို life ညီမှုရဲ့အထိပ္ပယ်ကိုလက်တွေ့ကြကြအစဉ်ချင်းသုံးသပ်ဖို့လိုကြောင်းကုစားခြင်းဟာကိုယ့်အကတာဖြစ်တင်ပြီးအတက်ကအရင်ခံပြဿနာတွေကိုပါဖြည့်ရှင်းဖို့လိုအပ်ကြောင်းဟုတ်တယ် underlying issues တွေကိုပါကုစားဖို့နောက်ဆုံးမှာတော့လွတ်ချပြီးရှေ့ဆက်နိုင်ဖို့အက no contact လူမျိုးလက်တွေ့ကြတဲ့အခြေလမ်းတွေကိုပြပြတာတာလမ်းဖို့လိုအကြောင်းဆွေးနွေးခဲ့ကြပါတယ် နောက်ဆုံးအနေနဲ့အတွေ့အကြုံဝေးမြခြင်းပါတယ်။ကုစားခြင်းဆိုတာအတိတ်ကိုဖျောက်ဖျက်ပစ်လိုက်တာ၊မေ့ပစ်လိုက်တာမဟုတ်ပါဘူး။ဟုတ်ဘလိုမျိုးလဲ။အတိတ်ကနာကျင်မှုတွေတင်ယူခဲ့ရတဲ့သင်ခန်းစာတွေကိုကိုယ့်ရဲ့လက်ရှိဘဝကိုယ့်ရဲ့ကိုယ်တော်မှာခဏတည်းကိုပေါင်းဆက်ထည့်သွင်းပြီးပိုပြီးကြံ့ခိုင်းတဲ့ပိုပြီးပညာရှိတဲ့ပိုပြီးစာနာတတ်တဲ့အနာဂတ်ကကိုယ့်ကိုယ်ကိုတည်ဆောက်လိုက်တာပါ။အော်အတိတ်ကိုသင်ခန်းစာယူပြီးရှေ့ဆက်တာကိုဟုတ်ပါတယ်။ဒီအတွေ့အကြုံက ကိုကိုပိုပြီးနှိုင်းနဲ့ဆက်တွေ့မှုတွေပြုလုပ်နိုင်စွမ်းရှိလာအောင်ပိုပြီးစစ်မှန်တဲ့ချစ်ချင်းမေတ္တာကိုလက်ခံနိုင်စွမ်းရှိလာအောင်ပြင်ဆင်ပေးလိုက်တာဖြစ်နေပါတယ်။တထွဏပညာရှင်ကာဘောမတေပြုသလိုပေါ့။တဘောဝတရားမှာအရာအလို့ဟာနုနယ်တဲ့နေရာမှာလည်းကြီးထွားလာတာပါ။ဟွန်းတစ်ပင်တပင်ဟာမာကျော်တောင့်တင်းနေတဲ့ပင်စီကနေမဟုတ်ပဲနူးညံ့စိမ့်ဆိုပြီးနူးနယ်တဲ့အညွန့်အဖူးလေးတွေနေပဲကြီးထွားကြီးဖလာသလိုပါပဲ။ကုစားခြင်းဆိုတာလေ အဲ့လိုကိုယ့်ရဲ့နူးနေတဲ့ခံစားချက်တွေကိုရင်ဆိုင်ပြီးကြီးထွားလာရတဲ့ဖြစ်စဉ်တစ်ခုပါပဲ။ရန်ကောင်းတဲ့အတွေ့အစလေးပဲ။အခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေကိုနှစ်တက်တဲ့ဆိုရင် like ပေးပြီးဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့အမြင်နဲ့ခံစားချက်တွေကို comment မှာဝေမျှပေးသွားပါအောင်။ဟုတ်ကဲ့။အားလုံးရဲ့အမြင်တွေကိုကြားချင်ပါတယ်။ကျွန်တော်တို့ဘာမှ brain channel ကနေနေ့စဉ်ခုလိုအကျိုးရှိမဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေရထက်လို့နောက်နေ့တွေမှာလည်းဆက်လက်အားပေးနိုင်ဖို့ဖိတ်ခေါ်ပါတယ်။ဟုတ်ကဲ့ နောက်နေ့ဒီမှာပြန်ဆုံကြပါမယ်